င်္ဂါနေ့နဲ့တာသမီမိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာဒီလဆရာတို့2025ခုနိုဝင်ဘာလထဲမှာเนาะလက်ရှိကောစာနက်ခတ်ကြိုရတီခွင့်ရဆရာတို့စီးဝါကန်စာတာအတွက်ဒီနက်ခတ်ကြိုရတီမှုအရာပေါ့เนาะဆရာတို့ဒီ17လပိုင်းရဲပေါ့နော်ဒီတရက်နေ့ကနေ20ရက်နေ့အထိမှာအထူးသဖြင့်ပေါ့နော်စီးဝါလုပ်ငန်းအရင်နေ့တည်ပြူတာတွေလုပ်ငန်းရေးပိုင်းလှုပ်ဆောင်မှုတွေမှာအမမအရင်းလေးတွေ ပေါ်ပေါင်းအပ်တတ်ပါတယ်เนาะဆရာတို့ဒီကုမ္ပဏီလုပ်ငန်းတွေစာချုပ်စာတမ်းကိစ္စတွေအတွင်းကုန်ထုတ်ကုန်ရောင်းမဝယ်မပြဿနာကိစ္စရပ်တွေเนาะကုန်ထုတ်လုပ်မှုပိုင်းအားနေတာတွေကုန်ရောင်းကုန်မဲ့ကိစ္စရပ်တွေမှာဒီငွေကြေးစိုက်ထုတ်မှုရင်းနှီးမှုတွေမှာဆုံချုံရတာတွေဖြစ်တယ်လို့ဆရာတို့လရဲ့အစကလည်း20ရက်နေ့အထိကိုအထူးဒါဂရုစိုက်ရပါမယ်เนาะ 20ရက်နေနောက်ပိုင်းကနေဆက်လောက်အောင်ဒီမှာဆိုလို့ချင်အနေငယ်တက်တာရရဖို့ရှိပါတယ်เนาะတလားချက်ချင်းဆရာတို့ဒီတရက်နေ20ရက်နေကတော့ချက်ချင်းမကောင်းသေးဘူးเนาะနောက်တစ်ခုကဆရာတို့အင်္ဂါဓာတ်နံနဲ့တောက်ကြဓာတ်နံပေါ့เนาะနံသင့်လုပ်ငန်းကိစ္စရတဲ့မှာပေါ့เนาะဆရာတို့ကောင်းမွန်မှုနည်းနည်းရှိမယ်အချိုးပိမြတ်တာမှုရှိမယ်ပေါ့เนาะကောင်းမွန်မှုပေါ့เนาะအဓိကအနေနဲ့ဆရာတို့စံစီစေးစားစက်မှုလက်မှုလုပ်ငန်းစက်ကြိုးရေးလုပ်ငန်းစင်ရနာလုပ်ငန်းဆက်လူရှယ်ယာစားတော့ပုံလုပ်ငန်းเนาะစားတော့ဆိုင်ဆရာတို့ဆက်ချုပ်လုပ်ငန်းเนาะစားပေစားတဲ့အင်္ဂါနံသင့်လုပ်ငန်းတွေเนาะပြီးလို့ရှိရင်ဆရာတို့တောက် ြာနံတဲ့လုပ်ငန်းများဖြစ်တဲ့တစ်တန်တော့တတိကြီးနံเนาะခီးသွားရည်ခီးသွားလာရည်လုပ်ငန်းပူတန်ရောင်းဝယ်ရည်လုပ်ငန်းပေါ့เนาะအကျိုးဆောင်ပွဲစားအလုပ်စသဖြင့်ပေါ့เนาะအော်ဒီတောက်ကြာနံတဲ့လုပ်ငန်းရေးရာတွေမှာပေါ့เนาะအင်္ဂါနံတဲ့နံတောက်ကြာနံတဲ့လုပ်ငန်းရေးရာတွေမှာအောင်မြင်မှုရရှိဖို့အကျိုးဖြစ်ထုံးမှုမျှတဖို့ရှိမယ်เนาะ ဆရာတို့ဒီအင်္ဂါနေ့နံတောက်ကြနေ့နံတာသမီတွေနဲ့တွတ်ဖက်ပြီးတော့မှလှုပ်ဆောင်တာမျိုးတွေအဆင်ပြေမယ်ပေါ့နော်ဒါမှမဟုတ်လို့ရှင်ဆရာတို့အရှိတောင်အရက်ဒေတာတွေမြောက်အရက်ဒေတာတွေမှာအချုပ်ပြူရခင်ရှိမယ်နော်အချုပ်ပြီးမြတ်တာခင်ရှိမယ်နော်ဒါမဲ့ဆက်သတိပြုရမှာပေါ့နော်အရန်ကြီးတော့ပေါ့နော်ဒီကောင်းမွန်မြတ်တမှုမရှိဘူးဆိုတာလေးကိုတော့နည်းနည်းသတိထားစေချင်ပါတယ်ပေါ့နော်ဆရာတို့ဒီပြောရမယ်ဆိုလို့ရှင်ကံကဒီမျက်နှာသာအပြည့်အဝမပေးသေးဘူးလို့ဆိုရမှာဖြစ်ပါတယ်နော်ကြံတဲ့နေနံတွေအရက်ဒေတာတွေနဲ့အကျိုးပြုအားနော်နေပါတာတွေရှိမယ်နော် ကျမရေကန်စားတာမှာဆိုလို့ရှိရင်အနေငယ်ညံ့မယ်ပေါ့နော်သတိထားမှာဆရာတို့ဒီလေနဲ့ပတ်သက်တဲ့ယောဂါတွေပေါ့နော်ဝမ်းပိုက်တဲ့အစာရေဥလန်းကြောင့်အစာအာဟာရအစာမားတာနော်စသဖြင့်ပြဿနာတွေနော်လေခံတာတွေအစာကြေကျက်ခက်ခဲတက်တာတွေနော်စားတဲ့ကျမရေပြဿနာတွေပေါ့အထူးကုသရာဂိပေါ်တတ်တာမျိုးဂရုစရဖို့ဆရာအကြံပေးခြင်းပါတယ်နော်ထပ်ပြီးတော့မှာဆရာတို့အချစ်ရေကန်စားတာအိမ်ထောင်ရေးကန်စားတာပေါ့နော်အချစ်ဆန်းကန်စားတာတွေမှာခလုတ်ကတဲ့လေးတွေပေါ့နော်ခလုတ်ကတဲ့တဘောလေးရလေး ကလွဲလို့ရှိရဲ့ဆရာတို့တခြားအရေးကိစ္စတွေမှာကောင်းမွန်မှုရှိမယ်နော်ဘေးစကားတွေပဝဉ္ဇဉ်စကားတွေတတိထားခင်ရှိမယ်တပားသူရဲ့စကားကိုယ့်ရဲ့ဒီအခြေရဲ့အိမ်ဆောင်ရေးမှာခလုတ်ကန်သိမ်းဖြစ်ဖို့ဆုံးဖြတ်ပေးသလိုမဖြစ်ဖို့အတွက်ကိုဒါအရေးကြီးရယ်နော်တတိထားဖို့ရှိမယ်နော်ဒါပေမဲ့လည်းဆရာတို့လရဲ့အလဲပိုင်း၁၈ရက်ကနေနောက်ပိုင်းမှာပေါ့နော်အခြေရဲ့မေတ္တာရေးကံတွေအများအပြားပြန်လည်ပြည့်လည်မှုတွေနော် ပြန်လည်ရရှိတတ်ပါလိမ့်နော် တာသမီယန္နာရလို့တဲ့အင်္ဂါနေ့နဲ့ဘွားများအတွက်ဆရာတို့ဒီတာသမီယန္နာရရှိခြင်းနဲ့ရှိပါတယ်နော်ဒီပညာရေးကံစားတာမှာဆိုလို့ရင်17လပိုင်း15ရက်နောက်ပိုင်းမှာအတက်ဘက်ကိုရောက်လာမှာဖြစ်ပါတယ်လောလောဆယ်ဆယ်ကံအငန်းဘက်ကိုရောက်နေတာတွေ့ရပါတယ်ရာထူးရာကံကိစ္စတွေလုပ်ငန်းမဆိုင်ရာတင်ယူတက်ညောင်းရတဲ့တဲ့ကိစ္စရဲ့မှာကံအားကိုတမျိုးတည်းနဲ့မရတာတဲ့မရတဲ့သဘောတရားကိုတွေ့ရှိရပါတယ်နော်ပညာရေးကံစားတာနည်းနည်းညံ့ပါတယ်နော် ကျတော့ဒီ15ရက်နောက်ပိုင်းမှာပြန်လည်တက်လာတာလည်းတွေ့ရပါတယ်เนาะပညာကံတွေရာထူးရကံကိစ္စတွေတက်ပေါ်တော့တိတကအချိုးဖြစ်ထွန်းဖို့တွတ်တရဖို့အတွက်ဆရာတို့ဒီစလပိုင်းထဲမှာရှိပါတယ်เนาะအဲ့တော့ကြာဆရာတို့ဒီစလပိုင်းထဲမှာပေါ့เนาะပကံတစ်ချက်မှာမောအချိုးတော့မဟုတ်ထန့်ရခဲ့9ခက်တင်ထန့်ရခဲ့9ခက်တင်ပြီးတော့မှဆရာတို့ကိုယ့်ရဲ့နိမ့်နံဘုရားမှာလူသားပူဆောင်ပေးနိုင်ပါတယ်အချိုးထူးတော့အောင်မြင်မှုလို့ရရှိဆရာတက်ပါတယ်เนาะ ကျောက်လူမှုရေးရာဆန်တဲ့အများအကျိုးပြုလုပ်ငန်းတွေအပေါင်းအသင်းဆိုင်ရာအကျိုးပြုတဲ့ကံစည်တာတွေကတော့အတက်ပတ်မှာရှိနေပါတယ်နော်အများအကျိုးပြုတဲ့ private လုပ်ငန်းတွေတက်ကြဆောင်ပါဝင်လာတဲ့အများကြီးမှမျက်နှာပွင့်လင်းရတတ်တဲ့အခါကာလဖြစ်နေရတတ်ပါတယ်အလူတန်းရေးရာတွေမှာအောင်မြင်ရတတ်ပါတယ်နော် ကံကြိုးပေးအားကောင်းစေမယ့်ကဏ္ဍတင်ချာအနေနဲ့နှစ်ကဏ္ဍ၊၃ကဏ္ဍ၊၆ကဏ္ဍစတဲ့ကဏ္ဍတွေကိုစာရွက်ဖြူတရက်ပေါ်မှာ software လေးနဲ့ရေးပြီးတော့မှကိုယ့်ရဲ့ငွေဝင်အိတ်ကိုယ့်ရဲ့ပတ်စံအိတ်ပေါ်နောက်စသဖြင့်ကိုယ်ပိုင်ငွေကြေးထားရနေရာတွေငွေတွေနဲ့တူအဆောင်ရတရားပြည့်ထားကြည့်ဖို့ဆရာအကြံပေးခြင်းပါလေထုံဝင်များမြဲခြင်းအကျိုးတစုံတရာမရှိဘဲနဲ့ကုန်ခန်းခြင်းတွေကနေကာကွယ်နိုင်ပါလိမ့်မယ်ပေါ့နော်တနည်းအားဖြင့်လက်လာမပွင့်ဖို့အတွက်လည်းအထောက်အကူဖြစ်စေပါလိမ့်မယ်ဂျုံဂျီနဲ့အဆောင်ရတရားပြည့်ထားကြည့်ဖို့ဆရာအကြံပေးခြင်းပါလေ ပြီးတော့ဆရာတို့ဒီကဏ္ဍတွေကိုငွေကြေးကိစ္စတွေစာချုပ်စာတမ်းကိစ္စတွေအယောင်းဝယ်အများဆုံးများစေလို့တဲ့ကိစ္စရက်တွေမှာအချိန်ခါကာလတစ်ခုအနေနဲ့တော့၎င်းရက်စွဲအနေနဲ့တော့၎င်းပေါ့နော်ဒီတိုက်ဆိုင်ပြီးတော့မှတည်င်းစကြအတုံးချကြည့်စေချင်ပါလေနော်မိမိရဲ့ကုတော်ကံပေါ်မူတည်ပြီးတော့မှအကျိုးစီးပွားများတာနော်ကံချုပ်ပေးအားကောင်းတာတွေကိုယ်တိုင်ကြုံတွေ့ရစေပါလိမ့်မယ်နော်ဒီစာရပိုင်းစာလေးတွေကိုဆရာတို့ဒီနာကုံတဲ့အခါမှာပေါ့နော် ဒီစစ်တလပိုင်းလကုန်တဲ့အခါမှာဓာတ်ဆောင်ရည်တရားပြည်ပစ္စည်းအဖြစ်ဆောင်ယူခဲ့တဲ့အတွက်ပေါ့နော်။တန်ရှင်းတဲ့မြေချောင်းစားတဲ့ရေရှင်မှာစွန့်ပေးရမှာဖြစ်ပါတယ်နော်။အင်္ဂါနေ့နဲ့တာသမီတွေအတွက်ဆရာစက်တလာပိုင်းမှာကံပွင့်လက်ပွင့်စေဖို့အတွက်ပေါ့နော်လုပ်ငန်းကိုင်ရန်တွေအထူးအောင်မြင်စေဖို့အတွက်အဖက်ဖက်ကပြည့်စုံစေဖို့ခြင်းအတွက်ဓာတ်ရတရားနေနဲ့မိမိရဲ့နင်းနဲ့ဘုရားဖြစ်တဲ့အရှိတောင်ရဲ့ဘုရားဒါမှမဟုတ်လို့ရှင်ဆရာတို့နင်းနဲ့ရဲ့ဘုရားတွေမှာတွားရောက်ဖို့မလွယ်တဲ့ပုံစံတွေတက်ကိုယ့်ရဲ့အိမ်ဘုရားမှာဆိုလို့ရှိရင် ဒီအချူရောင်ပန်း၈ point ကိုပကံတစ်ချက်ပေါ်မှာတင်ပြီးတော့မှဒီခန္ဓာအလူအဖြစ်ဒါပူဇော်ပေးပါเนาะအောင်တပြေ၁၇ညွန်းနဲ့အုံ၃ညွန်းတွဲပြီးတော့မှဖရားပန်းလေးမှာကတ်လူပေးပါဖရားပန်းဝလေးမှာကတ်လူပေးပါเนาะစွန်ထမင်းဟင်းကိုကိုအစင်ပြာကတ်လူပေးပါတော့တော်ရည်ချမ်း၃ခွက်ကတ်လူပူဇော်ပေးပါနော်အမွေးတိုင်းနတ်တိုင်း၇တိုင်းဖျောင်းတိုင်းသို့မဟုတ်အလင်းတိုင်း၇တိုင်းထွန်းညပူဇော်ပေးပေးပါနော်အိမ်ဖျားမှာမိထုပူဇော်လို့ရှိရင်ဆရာတို့ဒီကိုကပေါ့နော်ဒီတိတ်ချခယူဆိုင်ပြီးတော့မှ ရုပ်ဆိုင်ပြီးတော့မင်းချုံပူဇော်ပေးပေးပါနော်ဆရာတို့ယတရားပြုလုပ်ရမယ်အချိန်အခါအနေနဲ့ဆရာတို့အင်္ဂါနေ့မနက်တိုင်းပေါ့နော်မနက်6နာရီနဲ့မနက်9နာရီအထိမှရအောင်လူတန်းပူဇော်ပေးရမှာဖြစ်ပါတယ်နော်ဘုရားရှင်ရဲ့ဂုံတော်ပတိစိတ်လူသူများတဲ့ပေါ့နော်ဆရာတို့အရဟံဂုံတော်ကိုပွားများပေးပါနော်အရဟံကိလေသာတင်းစင်တော်မူသောမြတ်စွာဘုရားလို့ဒါဂုံတော်ပွားများပြီးတော့မဂုံတော်ကိုအနည်းဆုံးပတိကိုပဲရအောင်စိတ်ပေးပါနော် အခုဒီရတရားတွေကဘောနော်နတ်ကတ်ကိုမိပြီးတော့မှရတရားတွေကိုတွက်ချက်ပေးထားတာမလို့တဲ့ရတရားမြောက်အောင်လို့ဆရာပေးထားတဲ့တန်းအတိအကျလုပ်ငန်းပူဇော်ပေးပေးပါနော်ကုသိုလ်လည်းရကံပွင့်လက်ပွင့်ပြီးတော့မှလုပ်ငန်းကိုင်ငန်းစီဝါရေးများအထူးအောင်မြင်လာကြစေမှာပါနော်အင်္ဂါနေ့နဲ့ဘဝမိတ်ဆွေများကိုကျမ်းမှာဆက်ချမ်းသာပြီးတော့မှတလာလုံးဘေးပရာခတ်သိမ်းအဖို့ခတ်သိမ်းကင်းငင်းကင်းငင်းကြပါစေလို့တရားဆရာဆုမွန်ကောင်းတောင်းပေးရင်းနဲ့ဆက်တလာပိုင်းအတွက်အင်္ဂါနေ့နဲ့ဘဝဟောစနံလေးကိုဆရာဒီမှာပဲအဆုံးသတ်လိုက်ပါရစေ။